မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့မိတ်ဆွေများတောင်းဆိုထားတဲ့ဝိဇာဖြစ်ခြင်းစဉ်ဖြစ်ပါတယ်ဒီခြင်းစဉ်နဲ့ပေါင်းမြောက်ခဲ့တဲ့ပုဂ္ဂိုလ်ကတော့ကြိုက်ထီးရိုးစံတော်ရှင်စေတီတော်အနီးကမုတ်ဆိုးတောင်စေတီတော်ကိုစောင်းလျှောက်နေတဲ့ဝိဇာပုဂ္ဂိုလ်ဘိုးဘုတ်တော်ဖြစ်ပါတယ်ဘိုးဘုတ်တော်ကိုယ်တိုင်တတ္တမမြောက်ကြောအောင်ဆန်ထားဆရာတော်ကြီးအရှင်ဝါယာမာပိဝန္တာကိုပေးခဲ့တဲ့ခြင်းစဉ်ဖြစ်ပါတယ် ကျော်အောင်စံထားဆရာတော်ကြီးကစိုက်တီယိုးစံတော်ရှင်စီရီတော်မှာလာရောက်အတိတ်ထံဝင်စဉ်ဘိုးဘုတ်တော်မှလမ်းညွန်ခဲ့တဲ့အကျင့်စဉ်ဖြစ်ပါတယ်။ဝိဇာဖြစ်စေတဲ့ကျင့်စဉ်တော်များများရှိတော်လဲယခုကျင့်စဉ်လို့အစအဆုံးအသေးစိတ်လမ်းညွန်ထားတဲ့ကျင့်စဉ်ကို တွေ့ရခဲ့ပါတယ်။ကျင့်စဉ်ကိုတင်ပြပါမယ်။ပထမဆုံးဖရာကတော်ပြီး ရှစ်ပါးတိလိုက်ယူပါ။မိမိခန္ဓာကိုယ်ကိုဖရာလူပါ။မျက်စိကိုမိတ်၊တစ္ဆက်ကိုပိတ်ပြီးဘုတ်တော် ။တစ္ဆာလေးပါမြတ်တရားကိုလဝါပြင်ဝဲတင်ကာထားသောပဒမြာကဲ့သို့ပိုင်းခြားထင်ထင်သိမြင်တော်မူသောမြတ်စွာဘုရားမေအကျုံမုတ်ဤဥကောင်းထ၌တိတ်ထထုကျွတော်မူ၍ရက်တော်မူပါစေတည်းမန်းအကျုံမုတ်ကိုနေဆန်အမြဲရက်ခလူဆောင်းလျှောက်တော်မူပါစေတည်းဟုဆိုပြီးဝှစ်ချပါပဒီကိုကင်ပြီးဗုဒ္ဓတိတ်တိဆို၍ပဒီတလုံးချပါဘုရားဝါတော်အရာ 45ပတ်မပြည့်မချင်းမထားရပါဘူး45ရက်အတိတ်ထံ၍တနေ့လျင်အယုံတစ်ကြိမ်နေတက်တစ်ကြိမ်နေကြတစ်ကြိမ်နေဝင်တစ်ကြိမ်ညကြက်ဥတော်တစ်ကြိမ်ဆိုပြီးတနေ့5ကြိမ်ဆေးရပါတယ်ထို့သို့တနေ့5ကြိမ်ဖြင့်45ရက်အတိတ်ထံပြီးဆေးရပါတယ်တနေ့အဖို့စိတ်ပြီးပါကပရိကြီးအစအဆုံး7တုပ်လုံးတစ်ခေါက်ယူပါပဋ္ဌာန်းပစ္စည်းယုတ်တွေတစ်ခေါက်ယူပါပြီးရင် 32ပုံသားများအားမေတ္တာပို့အမျှဝေပြီးအဋိဌံတင်ရပါတယ်။ဤသို့45ရက်စိတ်ပြီး၍မကြိုးမပေါက်ဘဲအောင်မြင်လျင်တန်ဃာတော်များအနေကစားတင်ဂါထာများဖြင့်ကိုယ်စိတ်ပွားခဲ့သောဂုံတော်ဖရာများကိုအာယုံပြုပြီးအနေကစားတင်ရပါတယ်။ထိုကဲ့သို့အနေကစားတင်ပြီးမှဗုဒ္ဓအခြေခံကဏ္ဍပြီးပါတယ်။ဒုတိယကဏ္ဍမှာဖုရားရှင်တတော်ကိုယ်ဤစုပြီး87ရက်အဋိဌံရပါမယ်။တစ်ချိန်လျှင်87ပတ်ဖြင့်9ချိန် ရှင်းနီတူစိတ်ပွားရပါတယ်။ဤအချိန်မှာလက်မိုင်းတန်တွေထွက်လာတတ်ပါတယ်။လက်တင်မခံပါနဲ့လက်တင်ခံရင်ပြတ်သွားပါတယ်။ကြိုးစားပြီးပယ်ပစ်နိုင်မှအောင်ပါတယ်။ပယ်ပစ်နိုင်တဲ့နီးကတော့တရဏဂုံကြီးနဲ့ဖျားရှိခူအာရနာဒီယာတုတ်ကို၃ချိန်ထပ်မနဲ့ရုပ်ပွားပူဇော်ပါ။အဲ့ဒါဆိုရင်လက်မိုင်းတန်များပျောက်သွားပါတယ်။တတိယကဏ္ဍမှာ တနေ့ကိုတစ်ချိန်ထိုင်ရင်ဗီဒီပတ်90 5ကြိမ်ရက်60အဋ္ဌံပြုလို့ရပါတယ်စတုထခန္ဓာမှာတစ်ကြိမ်ထိုင်ရင်တတိ69ဘက်ဖြင့်5ကြိမ်ထိုင်ပါရက်ပေါင်း69ရက်အဋ္ဌံဖြစ်ပါတယ်ဤအချိန်မှာလည်းဘုံမီယာတို့အောင်းနှက်တို့နှောက်ရက်တတ်ပါတယ်အထူးတတိပြုပြီးစိတ်သွားရပါတယ်အာယုံနဲ့တို့ပြည့်တတ်ပါတယ်အထူးတတိထားရပါတယ်အာယုံနောက်ကိုလိုက်သွားမိရင်အခြေအနေကောင်းလာဖို့မလွယ်လာတော့ပါဘူး ထိုအခါအတားဆီးအနေဖြင့်ထိုင်ပြီးအဋိဌံပတိမစိတ်ခင်မှာပဋ္ဌံကိုအယက်ရှိမျက်နှာ၌တမျက်နှာတစ်ခါဆုံးအောင်ယူရှင်းမျက်နှာရှိချိန်ယူမှတော့ကားကြပါလေပစ္စည်းတွေခြေကိုယူရမှဖြစ်ပါလေစိတ်နဲ့အယက်ရှိမျက်နှာကိုအာယုံပြုယူယုံနဲ့မရပါဘူးသူ့အယက်မျက်နှာနဲ့သူလှည့်ပြီးယူရမှဖြစ်ပါလေပစ္စမကန္နာမှာတစ်ခါထိုင်ရင်တရားရှိပတ်နဲ့ယခင်အတိုင်းတစ်နေ့၅ချိန်ထိုင်ပါ တရားရှိရဲ့ဒိဋ္ဌံရပါမယ်ဤကဏ္ဍမှာအကြာမြင်ရလာပါတယ်ဘဝင်မြင့်တက်ပါတယ်အလွန်တတိထားရပါတယ်စတ္တမကဏ္ဍမှာတခါထိုင်ရင်ဗုဒ္ဓဂါထာ78ပတ်ပြီးအောင်ထိုင်ရပါမယ်အယုံတစ်ကြိမ်မိုးနဲ့တစ်ကြိမ်နေဝင်တစ်ကြိမ်ဆိုပြီးတစ်နေ့၃ကြိမ်ထိုင်ရပါတယ်တရား၁၈ရက်အဋ္ဌိဌာန်ရပါတယ်ဤကဏ္ဍမှာနတ်များပုဂ္ဂိုလ်များနဲ့တွေ့ရတတ်ပါတယ် တွေ့တဲ့အခါကိုကျိုးကိုမလွတ်စေရဘူးလို့ဘိုးဘိုးတော်ကပြောတဲ့အခါဆရာတော်ကဘာကိုဆိုလိုတာလဲလို့မေးပါတယ်ဘိုးဘိုးတော်ကနောက်မှသိလိမ့်မယ်လို့ပြန်ပြောပါတယ်တတမကဏ္ဍမှာတစ္ဆာလေးပါးကိုဖွဲ့ထားတဲ့ပထမံဂါထာကိုတပုတ်ဆုံးရင်ဒီတလုံးချပြီးတခါထိုင်ရင် ကိုပတ်ပြီးအောင်စိတ်ပါယခင်အတိုင်းငါးကထိုင်ပြီးစိတ်ရပါမယ်စုစုပေါင်း126ရဲ့ဖြစ်ပါတယ် အထမကဏ္ဍမှာ ပထမံကာထာကိုတခါထိုင်ရင်ဘီ78ပတ်နဲ့9လထိုင်ပါ135ရက်ဖြစ်ပါတယ်။နဝမကဏ္ဍမှာဘုဒ္ဓတိတ်တိက108ပတ်ဘုဒ္ဓကာထာက29ပတ်ပထမံကာထာက29ပတ်အချိန်ရင်မရှိတော့ပါဘူး။ဘီဘက်အရေးအတွက်ပြီးအောင်တနေ့အတွက်စိတ်သွောဖို့ကအဓိကဖြစ်ပါတယ်။တနေ့အတွက်စိတ်ပြီးတိုင်းဝိဇာတရ9ကာထာကို တကားထားလျင်ပရိတလုံးချပြီးတပတ်စိတ်ပါကိုပတ်စိတ်ပြီးရင်တနေ့ဖို့ပြီးပါတယ်ရက်ပေါင်း180တိတ်ထန်ရပါတယ်ဤအစစ်မှာတတ်တတ်လို့စားရပါတယ်ဤအစစ်အောင်မြင်သွားရင်ပေါက်မြောက်ပြီးပဲဖြစ်ပါတယ်ကျင့်စဉ်မှာပါဝင်တဲ့ပထမံကာထာကိုရွတ်ဖတ်ပြပါမယ်ပထမံတကလက္ခဏမေကပဒံဒုတိယတိပဒတနိဒတနာတော့ တမနီဒုနီမာတမတုတနိတုကမတဝုပစေပထမေနဝေနာဝိဇာပုဂ္ဂိုလ်ဘိုးဘုတော်ရဲ့ဝိဇာဖြစ်ခြင်းစဉ်ကတော့ဒီမှာပဲပြီးပါပြီကျွန်တော်အနေနဲ့ဖြည့်ဆွတ်တင်ပြချင်တာကအခုတင်ပြခဲ့တဲ့ခြင်းစဉ်ကိုကြောအောင်ဆန်ထားဆရာတော်ကြီးကိုယ်တိုင်ရေးသားမှတ်တမ်းတင်ထားတဲ့ခြင်းစဉ်ဖြစ်ပါတယ်စကားပြောတဲ့အပိုင်းလောက်ပဲတိဖြတ်ထားပြီးခြင်းစဉ်ကတော့မူရင်းအတိုင်းဖြစ်ပါတယ် အချို့နေရာများမှာမရှင်းလင်းခဲ့ရင်မိမိဉာဏ်ရှိသလိုစဉ်းစားခြင်းကြိမ်ယူဆသင့်ပါတယ်။ဒါမှမဟုတ်ရင်နိစ္စရာလောကီပညာရှင်ကြီးများထံမှမေးမြန်းကြည့်သင့်ပါတယ်။ဝိဇ္ဇာဖြစ်လိုသူများအတွက်တင်ပြထားတဲ့ဝိဇ္ဇာဖြစ်နည်းလမ်းညွှန်တဲ့အထောက်အကူပြုဗီဒီယိုများကိုလည်းကျွန်တော် channel မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ဤပထမံဂါထာတော်ကြီးဟာဝိတုဒ္ဓိမတ်အထကထာမှာလာတဲ့ဂါထာတော်ဖြစ်ပါတယ်။ဤဂါထာတော်ကြီးကိုရွတ်ဖတ်ခြင်းပရိစိတ်ခြင်း အဋိဌံဝင်ခြင်းဖြင့်အကျိုးအနံ့ရရှိစေတယ်လို့ရှေးကျမ်းများမှာလမ်းညွှန်ထားပါတယ်မိမိဉဏ်ရှိသလိုသုံးနိုင်ပါတယ်ပုံမှန်ရွတ်ဖတ်မယ်ဆိုရင်ဒီနေ့အ ਨੇ ဆုံး28နှစ်ခေါက်ရွေးရမယ်လို့ရှေးကျမ်းများမှာလမ်းညွှန်ထားပါတယ်ဤဝိဇ္ဇာဖြစ်ခြင်းစင်မှာပါတဲ့ဝိဇ္ဇာဒါရကိုးကားထားကိုတော့ဒီခြင်းစင်မှာထည့်သွင်းပြီးမှတ်တမ်းတင်ထားတာမတွေ့ရပါဘူးအချိန်နေထားရဝိဇ္ဇာဒါရကိုးကားထားကို ဒီဗီဒီယိုမှာ တင်ပြဖို့အခက်ခဲရှိတဲ့အတွက်နောက်ဗီဒီယိုမှာတင်ပြပေးပါမယ်ဝိဇာတာရာကိုကထာဟာဝိဇာဖြစ်လို့တဲ့မိဆွေများသားမက ဝိဇာဖြစ်ဖို့ထီးကျင်းရန်မရည်ရွယ်တဲ့မိဆွေများအတွက်လည်းလောကီအကျိုးမျိုးစုံကိုရရှိနိုင်တဲ့ကာထာတော်ဖြစ်လို့စောင့်မျှော်လေးလာရွတ်ဖတ်ကြဖို့တိုက်တွန်းပါတယ် ။နောင်လဲလောကီလောကုတ်အကျိုးရှိစေမယ့်ဗဟုသုတမျိုးစုံကို တင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အသစ်တင်တိုင်းသိရအောင်ဘေးနာကခေါင်းလောင်းလေးကိုနှိပ်ပြီးအောက်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေး မိတ်ဆွေများကိုလည်းမျှဝေပေးပြီး မေးမြန်းလိုသည်များအကြံပြုလိုသည်များလည်းခမန်မှာရေးပေးတော့ပါအောင်တော့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ